တင်းပြတ်နေကော်ဖီရနိုင်ရဲ့ဆွဲဆောင်မှုစိတ်သက်ပျော်ဝင်သွားစေမယ့်အရာသာနဲ့ Nescafe ကအောင်မြင်မှုကိုတင့်တယ်ယူဆောင်လာတော့ပါပါဒီလိုဆက်လို့ကတနာမျိုးဖြစ်ရတာဟာကျွန်တော်တို့အယူဝါဒရေးရာအစွဲလမ်းတွေကိုကိုတိုင်းပြည်အခြေအနေနဲ့မပေါင်းစပ်နိုင်ပေမဲ့ကျွန်တော်တို့အ သိနာခံမှုကကျွန်တော်တို့တိုင်းပြည်ကိုဒုက္ခပေးတော့တာလို့ကျွန်တော်တစ်ချက်ပြောချင်အာရှလူအဖွဲ့အစည်းကအာနာရှင်စနစ်အတွက်ရေကန်မြေကန်ကောင်းလားဆိုတဲ့ဆွေးနွေးပွဲမှာနိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်သလိုအာနာရှင်စနစ်ကိုတွန်းလှန်ခဲ့ပြီးနိုင်ငံရေးကျွမ်းကျင်သူတွေလည်းဖြစ်တဲ့ဦးတန်းစိုးနိုင်၊ကိုမြအေး၊ဦးမင်းတင်ခေါ၊ဦးညိုထွန်းတို့ကအဓိကဆွေးနွေးခဲ့ကြပါတယ်။ဒီပွဲမှာဦးစော်မင်းနိုင်ခေါ်ဆရာပြည်သွင်းနိုင်ကဦးဆောင်ဆွေးနွေးသူဖြစ်တာဝန်ယူခဲ့ပြီး ကဝိုင်းဆွေးနွေးပွဲမှာပါဝင်ခဲ့သူတွေကတော့အာနာရှင်စနစ်ဟာရေကန်မြေကန်နဲ့မသက်ဆိုင်ပဲလူတဦးချင်းစီမူဝါဒနဲ့စနစ်တွေပေါ်မှာသာမူတည်တဲ့အကြောင်းပြောဆိုခဲ့ကြပါတယ်။အာရှလူအဖွဲ့စီဟာအာနာရှင်စနစ်အတွက်ရေကန်မြေကန်ကောင်းလားဆိုတဲ့အချက်နဲ့ပတ်သက်ပြီးပါဝင်ဆွေးနွေးသူဦးတန်းစိုးနိုင်ကလည်းသူ့အမြင်ကိုပြောခဲ့ပါတယ်။လက်ရှိတက်မရော်ကိုအရတားအစိုးရရဲ့ခေါင်းဆောင်မှုအောက်ကိုရောက်အောင်လှုပ်ဆောင်နေတဲ့ဒေါန်ဆန်းစုကြည်ရဲ့လမ်းကြောင်းကိုဖောက်ခံဖို့လိုအပ်တယ်လို့သူကပြောပါတယ်။ အမှန်ကတော့ဖြစ်တဲ့ဖြစ်တဲ့တန်ကတော့အာနာဆိုတာအခြေခံအားဖြင့်ပြည်သူလူထုကနေယုံကြည်စွာအနှင်းပေးတဲ့နဲ့တော့အဲလုပိုင်ွယ်ပေါ့ဗျာအဲ့ဒါအာနာပေါ့ဒါပေမဲ့အာနာရှင်ဆိုတဲ့အခါကျတော့ပြည်သူလူထုရဲ့အခန်းမပါတော့ဘူးအင်းအားရဲ့အခန်းနဲ့ ဆုံးဖြတ်ပြီးတော့ကိုယ့်ဟာကိုတရားဥပဒေစုံမုံခွင့်အုတ်ချုပ်ခွင့်เนาะတရားဥပဒေပြဋ္ဌာန်းခွင့်စတဲ့ဒီအာဏာ၃ရာကိုတူရီရနေပြီးတော့เนาะချုပ်ကင်ပြီးတော့ဟိုရက်တီသွားတဲ့ကောင်းဆောင်မျိုးကိုအာဏာရှင်လို့ခေါ်ပါတယ်ဒီတမရိုကိုဒီမိုကရေစီအစင်လာနဲ့เนาะရက်ဖက်ကောင်းဆောင်မျိုးအောက်ကိုစီုံတင်သွင်းနေတာပေါ့เนาะ ကျွန်တော်တို့ရှစ်လေးလုံးနည်းနဲ့လူလူအောင်ကြောင်မှုနဲ့ဖြုတ်ချဖို့ကြိုးစားခဲ့ဘူးတယ်။နောက်ပြီးတော့လက်နက်ကိုင်တိုက်ပွဲနည်းနဲ့လည်းကျွန်တော်တို့လုပ်ခဲ့ဘူးတယ်။ကျွန်တော်မအောင်မြင်ခဲ့ပါဘူး။အဲ့တော့နောက်ဆုံးရေးဆရာလမ်းကတော့ဒေါက်ဆန်းစုကြည်ခုလျှောက်နေတဲ့လမ်းပဲကျွန်တော်ရှိပါတယ်။အဲ့ဒါဝင်အားပေးကြဖို့။အာနာဆိုတာအခြေခံအဖြစ်ပြည်သူကအနည်းနဲ့လုတ်ပိုင်ခွင့်ဖြစ်ပါတယ်။အာနာရှင်ဆိုတာကတော့အင်အားအသုံးပြုပြီးဥပဒေစိုးမိုးမှု အောက်ချုပ်မှုနဲ့ဥပဒေပြဋ္ဌာန်းမှုသုံးခုလုံးကို ကိုယ်စိတ်ကြိုက် ထုတ်ကန်ခဲ့လေကြတဲ့အကြောင်းလေးဒီပွဲမှာပြောဆိုခဲ့ပါတယ်။ဒီဆွေးနွေးပွဲကတော့လက်ရှိဒီမိုကရေစီလမ်းကြောင်းကိုရှောက်လန်းနိုင်ဖို့ကြိုးစားနေကြချိန်မှာဘလို့အာနာရှစ်စနစ်မျိုးကိုမှစစ်ထုံးပေါ်ပေါက်ခွင့်မပေးနိုင်ဘူးဆိုတဲ့ရည်ရွယ်ချက်နဲ့ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနေ့ဒီကောင်းစင်ကတို့60နှစ်အာနာသိန်းတဲ့အချိန်မှစီအခုချိန်ထိပေါ့နော်တို့ကဒီမိုစီရေးမယ်နော်မြစ်တိအာနာရှင်စနစ်မျိုးကိုမဆိုဘူးအဲ့ဒါတို့ကတော့ဟောတယ်စမ်းကြည့်နောက်တစ်ခုကဒီမှာလာတက်တဲ့လူတွေရဲ့နော်လာဟောတဲ့လူတွေရဲ့ဆရာတွေကဒီဟောပြောချက်တွေမင်းမြတ်မြတ်ပုံကူတွေရဲ့မိကုန်းနေအပေါ်မှာတို့ကပေးတင်တဲ့ message ကတော့တို့တိုင်းပြည်အတွက်နော် မိတိနေရာမှာမဆိုတို့နန်နမိတ်အတွင်းမှာရှိနေတဲ့တို့အထောက်ချာအာနာပိုင်တဲ့နန်နမိတ်အတွင်းမှာမိတိအာနာရှင်စနစ်ကိုမှတို့ကဟုတ်ပြီနော်ဖြစ်တော့ပေါ်ပေါက်ခွင့်မပေးနိုင်ဘူးဆိုတဲ့ message နန်နအဲ့ဒါကိုပေးချင်တာပါ